ရေရှားသတ္ထုတင်ပေါ်မှုတွေကိုတရုတ်ကပိုပြီးတင်းတင်းကြပ်ကြပ်ထိန်းချုပ်ဖို့အစီအစဉ်လာတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းတရုတ်စီကတင်သွင်းလာမယ့်ကုန်စည်တွေကိုတန်ဖိုးရဲ့တရားရဂိုင်နှုန်းအပိုဆောင်စီးကြပ်သွားမယ်လို့ကြေညာခဲ့ပါတယ်။နိုဝင်ဘာတရက်နေ့ကစလို့တရုတ်ကနေအမေရိကန်စီတင်ပို့လာတဲ့ကုန်စည်အလုံးကိုအခွန်စီးကြပ်မှုတရားရဂိုင်နှုန်းတိုးမြင့်မယ်လို့ထရမ့်ကအော်တိုဘာ၁၀ရက်နေ့မှာပြောကြားခဲ့တာပါ။ဒါကြောင့်တရုတ်ရဲ့ကုန်စည်တွေဟာအမေရိကန်ကိုတင်ပို့ချိန်မှာတန်ဖိုးရဲ့130ရာခိုင်နှုန်းအထိအခွန်ပေးဆောင်ရတော့မယ့်အခြေအနေဖြစ်လာပါတယ် ။နောက်ပြီးအမေရိကန်ကနေတရုတ်စီကိုအရေးပါတဲ့အစောပိုင်းနှိပညာတင်ပို့မှုတွေကိုလည်းအဲ့ဒီနေ့ကစပြီးကန့်သက်သားမြက်သွားဖို့ထရမ့်ကအဆုံးဖြတ်ခဲ့ပါတယ်။ထရမ့်ရဲ့အခွန်စည်းကြမှုအကြေညာချက်အသည်ဟာကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောက်တင်းဆုံးစူပါပါဝါနိုင်ငံတစ်ခုကြောင့်ဂုံသွေးရေးအပြောင်းမှုတွေမြင့်တက်လာတာကိုရှော့ချဖို့ခက်ခက်ခဲခဲညှိနှိုင်းထားရတဲ့ပြည်လည်မှုတွေကိုပျော်ပြတ်သွားစေဖို့ရှိပါတယ်။နိုင်ငံကြားကအတွင်းကအခွန်စည်းကြမှုတွေအပြိုင်မြင့်တင်ခဲ့တာကို ကန့်သက်ဖြေလျှော့ထားဖို့သဘောတူထားတဲ့နောက်ဆုံးသတ်မှတ်ကာလမတိုင်ခင်၉ရက်အလိုကလေးကတရော့အပေါ်အခွန်အစည်းအဝေးတွေစတင်တိုးမြှင့်ကောက်ယူမယ်လို့ထရမ့်ကဆုံးဖြတ်ခဲ့တာပါအစောပိုင်းတောင်ကိုရီးယားမှာသူနဲ့တမရရှိချင်းဖြစ်လို့တွေးဆဖို့ညှိနှိုင်းထားတဲ့ကိစ္စကလည်းအခုတော့မကြေရတော့ဘူးဆိုတာမျိုးထရမ့်ကသတိပေးခဲ့ပါတယ်။ဒူဘိုင်းဆိုင်တဲ့လူမှုကွန်ရက်မီဒီယာ Truth မှာထရမ့်ကလက်ရှိအခြေအနေတွေအရဆိုရင်သူနဲ့ရှိတွေ့စရာအကြောင်းလည်းမရှိဘူးလို့ရေးသားထားခဲ့ပါတယ်။ဒါပေမဲ့သူကတွေးဆပွဲဖြတ်မယ်လို့အတိအလင်းမပြောဘဲ အဲ့ဒီလိုအခြေအနေဖြစ်လာနိုင်တာကိုတော့တွေးထားရမယ်လို့ပဲသတင်းတော်တွေစီမှတ်ချက်ပေးခဲ့တာပါတရုတ်ဘက်ကတော့ Trump နဲ့ရှီတို့တွေ့ဆုံဖြစ်ကြမယ်ဆိုတာကိုဘယ်တော့ကမှအတိမပြုခဲ့ပါဘူးအမေရိကန်အတွက်အထူးအရေးကြီးလိုအပ်တဲ့ကုန်ကြမ်းတွေဖြစ်တဲ့မြေရှားတပ်ထုတွေပြည်ပတင်ပို့ခွင့်ကိုတရုတ်ကရုတ်တရက်တင်းကျလိုက်တဲ့နောက် Trump ကလည်းတရုတ်ကုန်စည်တွေအပေါ်အခွန်တိုးမဲ့ကြေညာချက်နဲ့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်တရုတ်ဟာမြေရှားတပ်ထုတွေတက်ဆင်ထုတ်လုပ်မှုကမ္ဘာဈေးကွက်ရဲ့အဝေးစုအများအပြားကိုထိန်းချုပ်ထားတဲ့နိုင်ငံပါ တရုတ်ရဲ့ကန့်သတ်မှုဟာအမေရိကန်တိုင်းနိုင်ငံတွေကိုဦးတည်တာမဟုတ်ပေမဲ့ဒီကိစ္စကြောင့်အတူတော်တုံ့လုံမိကြောင်းတရုတ်ရဲ့လုံပုံကိုင်ပုံကအစိုးလုံးကြောင့် Trump ကဝေဖန်ခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်ကြားကအကွန်တရေးပဋိပက္ခတွေဟာ6လလောက်ငြိမ်နေကြရကအခုတော့တကြောပြန်တင်းမာလာမဲ့အရေးအယောင်တွေမြင်လာရပါတယ်။ Trump ကတရုတ်စီလေရင်နဲ့လေရင်အစိပ်ပိုင်းတွေတင်ဖို့အယောင်ချမှုကိုပိတ်ပင်တာမျိုးအထိစဉ်းစားထားတယ်လို့လည်းသူနဲ့နှိစက်သူတချို့ကပြောပါတယ်။ တရုတ်ကတော့အမေရိကန်အနေနဲ့အကုန်သွယ်ရေးအခွန်အခတွေကိုတဖက်သက်အခြေလေသတ်မှတ်တာမျိုးမလုပ်ဖို့အစဉ်တစိုက်တောင်းဆိုထားသလိုအတိလောက်ရက်ကကမ္ဘာစီးပွားရေးရန်တရာတစ်ခုလုံးကိုထိခိုက်စေကြောင်းဝေဖန်ထားပါတယ်ရှင်